အားလုံးပဲမင်္ဂလာပါပရီးမီးယားလီဂ်ပွဲစဉ်36မှာတော့ကလပ်တင်းကြီးတွေအားလုံး struggle ဖြစ်ခဲ့ပြီးတော့မှလိုချင်တဲ့ရလက်လိုချင်တဲ့ရမှတ်တွေဆုံးရှုံးခဲ့ကြတယ်ပထမနေ့မှာကစားခဲ့တဲ့ Manchester City တင်းနဲ့ Southampton အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ CD ကဒါတန်းဆင်းသွားတဲ့စောင့်တန်းရဲ့အင်ကွင်းစိတ်မေဒီကွင်းမှာကျွန်တော်တို့ဒါအခွင့်ရတဲ့အများကြီးရခဲ့တဲ့ဆိုပေမဲ့လို့ CC draw ကြခဲ့ပြီးတော့မှ CD အတွက်လည်းရမှတ်ဆုံးရှုံးခဲ့ပြန်တယ်ဒါဒုတိယနေ့မှာကစားခဲ့တဲ့ကျွန်တော် Chelsea တစ်ဖက်က Manchester United တော်တယ် host ပါအတင်းတို့ကလည်းကိုစီပေါ့လေဒါကျွန်တော်တို့ရလက်တွေစိုးဝါခဲ့ပြီးတော့မှကျွန်တော်ရမှတ်တွေဆုံးရှုံးခဲ့တယ်ဒါ new cassette အင်ကွင်းမှာတွားကစားရတဲ့ chelsea အတင်းနဲ့ပွဲစဉ်မှာတော့ဒါ chelsea ကကျွန်တော် new cassette ကိုဒီ2နေရလက်နဲ့အရင်နေပြီးတော့မှတကယ် အရေးကြီးနေတဲ့အခြေအနေပေါ့လေဒါချန်ပီယံလိဝင်ခွင့်အတွက်အရေးကြီးနေတဲ့အခြေအနေမှာကျွန်တော်တို့ရမှတ်ဆုံးရှုံးခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်လက်ချက်နှစ်ပွဲဖြစ်တဲ့ဒီ Manchester United အသင်းနဲ့ Nottingham Forest အသင်းပွဲစဉ်နှစ်ပွဲစလုံးနိုင်ပွဲရမှသာ Chelsea အတွက် ချန်ပီယံလိဝင်ခွင့်ရဖို့တေချာတဲ့အခြေအနေဖြစ်တယ်။ဒါမင်းညာကနော်ဒီယာဖော်ရက်စ်ကကျွန်တော်တို့လက်စတာစီးရီးအသင်းကိုတူတူဒရောချခဲ့လို့ဒါချယ်ဆီကကျွန်တော်တို့အဆင့်9လောက်ထိဆင်းမပေးရတာလည်းဖြစ်တယ်။ဆိုတော့ချယ်ဆီအတွက်တော့ဒါကျွန်တော်ပထမပိုင်းကစားပုံကတော်တော်လေးကိုအာကျွန်တော်တို့ struggle ဖြစ်ခဲ့တယ်။အထူးသဖြင့်တော့ဒါကျွန်တော်တို့ဒီတစ်ဖက်ကဒီယူကာဆယ်အသင်းက Asian ဖြစ်တယ်။ကျွန်တော် Asian PP aggressive sand နဲ့ကစားဟန် high pressing တွေ highland defensive line တင်ပြီးတော့မှကျွန်တော် Chelsea ကိုဖိကစားတယ်။ဒါပြင်ကျွန်တော်တို့ဒါအစောပိုင်းမိနစ်ပေါ်လေးဒါကျွန်တော်တို့9မိနစ်လောက်တည်းကဒီကျွန်တော်တို့တိုတိုနာလီရဲ့ပေါ်လေးဒါကျွန်တော်ကိုယ်လည်းကစားမှဖြစ်တဲ့တိုနာလီဥဆောင်ကိုရတဲ့အတွက် Chelsea ကစားပုံပိုပြက်ခဲ့တယ်။ဆိုတော့ပထမပိုင်းကစားပုံကတော်တော်လေးဆိုးွားခဲ့သလိုဒါကျွန်တော်တို့အသေးအတိုက်စစ်ကစားမှဖြစ်တဲ့ Nicolas Jensen က38မိနစ်မှာကျွန်တော်တို့ဒီ Real Jet ရှိရှိနဲ့ round နဲ့တိုက်ခဲ့တယ်ဆိုတော့အခြေအနေကြောင့်မလို့ ဒီပထမတော့သူဒိုင်လိုဂျစ်အဝါကက်ပေးတယ်ဒါပေမဲ့ဘွေရာချက်တဲ့အခြေအနေမှာဒါကျွန်တော်တို့ဒီအနေကက်ဖြစ်ပြောင်းပြီးတော့မှပွဲဒီပေါ်လေဒါကျွန်တော်တို့တယောက်ယောက်သွားတဲ့အခြေအနေမှာချက်စီရဲ့ပထမပိုင်းကစားမှာတော်တော်လေးကိုစိုးရတယ်ဆိုတော့ချက်စီချက်စီကကောင်းကောင်းထီထီရောက်ရောက်မရခဲ့ဘူးဒါကျွန်တော်တို့ကောင်းနာဘောတွေရတယ်ဆိုပြီးမဲ့လို့အာကျွန်တော်စဉ်းစားမှာဒီဟာဒီမှာချက်စီကကျွန်တော်ဆပ်ပလီအားနေတဲ့အခြေအနေတခုမြင်ရတယ်ဆိုတော့ဒီကိုနာဘောတွေတောက်လျှောက်ရတယ်ဂိုးပြစ်လုံးဝမပြောင်းလဲနိုင်ဘူးတစ်ဖက်ကနေဥက္ကဆေကကျွန်တော်တို့ ဒီကစားသမားတွေအရမောင်းကောင်းတာဆိုတော့ဒီချင်းဒီတဲကြောင့်မလို့ဘလုံးမကိုဆက်ပလေးကနေကျွန်တော်ချယ်ဆီဂိုးမရခဲ့ဘူးဒုတိယပိုင်းမှာကျွန်တော်တို့ဒါချယ်ဆီကစားပုံပေါ့လေဒါကျွန်တော်တယောက်ရော့တယ်ဆိုပေမဲ့လို့ကစားပုံပိုကောင်းလာတယ်အဖွင့်ပြီးတော့ကစားလာတယ်အထက်လုံနိုင်တယ်ကျွန်တော်မတ်စကူရဲလာကဒီအိုဘလုံးတက်ပြီးတော့မှဒီနျူကာဆယ်ရဲ့ခန်းစစ်ကိုတော့အချင်းချင်းဒုက္ခပေးတယ်ဒါမှမဟုတ်ဒါချယ်ဆီတင်းရဲ့ဂိုးသမားဖြစ်တဲ့ရော့ဘစ်ဆန်ချက်ရဲ့ကျွန်တော်တို့ဘေးဒက်ပလေးတွေကဒီကိုကစားသမားတွေစီကိုဒါတိုင်းမရောက်တာကွင်းလိုက်ကစားသမားဖြစ်တဲ့ရိုမီယိုလာဘီယပ်စ်ကိုကျွန်တော် Garuda ဘရူနိုကူမာရက်စတိုရောပေါ့လေဒါကျွန်တော်တို့နယူကာဆယ်ကွင်းလေကစားသမားတွေကပိတ်ဆို့ထားတဲ့အခြေအနေကြောင့်မို့ဘောလုံးတွေကျွန်တော်ဖြန့်ပေးတဲ့နေရာမှာအားနေတာဆိုတော့ဖက်ဖက်ကကြည့်ရင်ဒါကျွန်တော်တို့ ED House ကကျွန်တော်ချက်စီအတင်းနဲ့ပွဲစဉ်အတွက်တေချာကိုရှေ့ပြင်ဆင်လာတဲ့အခြေအနေကိုတွေ့ရတယ်ဒုတိယပိုင်းမှာဒါကျွန်တော်တို့ဘရူနိုကူမာရက်ရဲ့ twin goal နဲ့ထပ်ပြီးတော့မှခွင့်ပြုရလို့ချက်စီကတော့နယူကာဆယ်အတင်းရဲ့အင်ကွဲမှာဒူနေရလက်နဲ့အရင်နေပြီးတော့မှနောက်နှစ်ပွဲမှာတော့တကယ်ကိုအာကျွန်တော်နိုင်ပွဲရအောင်ရုန်းကန်ရမယ့်အခြေအနေလည်းဖြစ်တယ်ဆိုတော့တစ်ဖက်မှာတော့ဒါ Manchester United အတင်းကဝဟန်အတင်းကိုပေါ့လေဒါအင်ကွဲ Old Trafford မှာ လက်ခံကစားတဲ့ပွဲစဉ်မှာတော့ဒါဒီ Chelsea အသင်းလိုပွဲပေါ့လေထူးနေရလတ်နဲ့ Manchester United အသင်းကအင်ကွဲမှာပဲထပ်ပြီးအရင်နေတယ်ဆိုတော့ United ကကျွန်တော်တို့ဒါဒီတစ်ဖက်က1အသင်းကိုထူးနေရလတ်နဲ့အရင်နေတာအကြောင်းမို့လို့ဒါနှစ်ပေါင်း50တနည်းအတွင်းမှာပထမဆုံး Premier League 18ပွဲဆက်18ပွဲပေါ့လေဒါကျွန်တော်တို့အရင်နေတယ်မှတ်တမ်းစုကိုပိုင်ဆိုင်ခဲ့တယ်ဒါပြင်ကျွန်တော်တို့ဒါ30နှစ်တနည်း33နှစ်အတွင်းမှာပထမဆုံး League ပြိုင်ပွဲ9ပွဲဆက်တိုက်ကျွန်တော်တို့အနိုင်မရတဲ့အခြေအနေဆိုးကိုလေ Manchester United အသင်းကပိုင်ဆိုင်သွားတယ် ဒီနယ်ပွဲမှာဒါ United တင်ကပိုဇက်ရှင်ရပဲကြည်ကြည်အဲ့ဒီဂိမ်းခဏချက်လိုက်ရပဲကြည်ကြည်ဒီ United တင်ကတစ်ဖက်က1တင်တဲ့တာလွန်နာကိုတွေ့ရတယ်အာကျွန်တော်တို့ဒါ expected goal ပဲဖြစ်ဖြစ်အာဘလို့ဂိမ်းခဏချက်လိုက်ရပေါ့လေဒါ United က1တင်တဲ့တာတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ဒါ1ဟန်က ရလာတဲ့အခွင့်အရေးအနှဲငယ်ကိုကျွန်တော်ဂိုးဖြစ်ပြောင်းလဲနိုင်တဲ့ငယ်တော်တွေ့ရတယ်။ဆိုတော့ United အသင်းရဲ့ခန်းစစ်ကစားသမားတွေအတွက်မေးခွန်းထုတ်စရာအခြေအနေအများကြီးရှိတယ်။ဒါပြင်ကျွန်တော်ဒီနေ့ပွဲမှာအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ကျွန်တော်မေဆန်မဘရူနိုဘာနာဒတ်ဒါဥဂါရီနဲ့ကျွန်တော်တို့ဒါဂိုဘီမိန်းတို့တစ်ဖက်မှာကျွန်တော်တို့ဒီဒီပေါ့လေဒါအမတ်ဒီယာလူတို့ပွဲထွက်ခဲ့တယ်ဆိုပေမဲ့လို့ ကျွန်တော်ဝမ်ဟန်ဒင်းကိုကျွန်တော်ဂိုးအဖြစ်အာဂိုးမရခဲ့ဘူးလေဒါ chance တွေရတယ်တစ်ဖက်ကဝမ်ဂိုးကောင်းခဲ့တာပါတယ်အာကျွန်တော်တို့ဒါဒီတိုက်စစ်မှုဖြစ်တဲ့ wireless အသုံးမချနိုင်ခဲ့လို့ကျွန်တော် United အသင်းကကျွန်တော်တို့ဒါဝမ်ဟန်ဒင်းကိုထူးနေရလတ်နဲ့အရင်နိုင်ခဲ့ရလည်းဖြစ်တယ်ဆိုတော့ဒီနှစ်ပွဲမှာကျွန်တော်တို့ဒီနေပြအီမိုရင်ကမလိုလားပဲနဲ့ဗောလေကျွန်တော်တို့ဒါလီနန်ယူရိုတို့ထည့်ခဲ့တယ်ဆိုတော့ သူ့အနေနဲ့ဗျာကျွန်တော်တို့ဒါယူပါလီကိုအာအဆိုင်ထားမယ်ယူဖိုင်နဲ့အတွက်အဆိုင်ထားမယ်ဆိုရင်ကျွန်တော်တို့ကစားသမားတချို့ကိုစောစောသီးသီးအနားပေးရမယ်ဆိုတချို့တော့အကယ်ဒမီထွက် ကစားသမားတွေနဲ့ပွဲတက်လာတဲ့နယ်ဆိုပေမဲ့လို့ကျွန်တော်တို့ဒါလီနိုရိုလို့ကစားသမားတွေအခက်စစ်မှာပါလာတဲ့အချိန်တွေမှာဒီကစားသမား injury ဖြစ်သွားတဲ့အတွက်အသင်းအတွက်တော့တော်တော်လေးဟိုဆိုးရတဲ့အချိန်တခုမှရင်ဆိုင်သွားရတယ်ဆိုတော့ ဒုတိယပိုင်းမှာဒါမန်ချက်စတာယူနိုက်တက်ကတိုက်စစ်မြင့်နေ။အာကျွန်တော်အာမက်ဒီယာလိုကို55မိနစ်မှာတစ်ဖက်က1-0သင်းကစားသမားတွေဖျက်ထုတ်ဖို့ကြံနေခဲ့တယ်။ဒါမဲ့လို့ဒီအခြေအနေကိုပင်လယ်ဒီမှာပေးခဲ့တဲ့အတွက် United အသင်းတို့နင့်နာခဲ့ရတဲ့အခြေအနေလည်းဖြစ်တယ်။ဆိုတော့ဒါကျွန်တော်ဒီနှစ်ပွဲမှာဒီ United အသင်းရဲ့ကစားသမားဟောင်းဖြစ်တယ်ပေါ့လေ။တော့ Wavis Saga က Funny Moon နဲ့ချိန်လုံနိုင်ခဲ့တယ်။ဒုတိယပိုင်းမှာဒါ Jared Bowen ကို Funny ပေးတယ်။ဒီ Funny ပေးမှုကို Jared Bowen ကလုကတ်ထားတဲ့အခြေအနေမရှိတဲ့အနေထားအနေပဲကျွန်တော်တို့ဒါ ဒုတိယမြောက်ဦးဆောင်ကိုရတယ်ဆိုတော့ United အသင်းတွက်တော့ကျွန်တော်တို့တကယ်ဆိုးရတဲ့အခြေအနေပါ။ဘာကြောင့်လဲဆိုတော့လက်ရှိအဆင့်ဆရာရဲ့ဒါအဆင့်16ဆက်ခွန်ဆိုတာ ဒီအသင်းအနေနဲ့ပေါ့လေမဖြစ်နိုင်နဲ့မဖြစ်တဲ့အချိန်မှာကျွန်တော်တို့ United နဲ့ဇက်တိုက်ကိုကျွန်တော်တို့ရလက်တွေဆိုးရခဲ့တာဖြစ်တယ် Manchester United အသင်းအနေနဲ့တော့ဝဟန်အသင်းကိုအကောင်းဆုံးကစားနိုင်ခဲ့တဲ့ chance တွေရခဲ့တယ်ဒါပေမဲ့လို့အဆုံးသတ်ပိုင်းအားနိုင်ခဲ့တဲ့အချိန်တွေဝဟန်ဂိုးသမားကောင်းခဲ့တဲ့အချိန်တွေကြောင့်မလို့ကျွန်တော်တို့ United အသင်းကတော့အိမ်ခွဲမှာနောက်ထပ်ပေါ့လေဒါကျွန်တော်တို့ Premier League ရှုံးပွဲတစ်ပွဲထပ်ပြီးတော့ရင်ဆိုင်ခဲ့ရတာလည်းဖြစ်တယ်ဆိုတော့ကြီးရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်